အားသာဝါနာရှင်ညီကောင်မလောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ9ရက်နေ့ရဲ့နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ်ပထမဦးတင်တဲ့ပုဂ္ဂိုလ်တော့ Transpa New Light ကဖော်ပြထားတဲ့ Ricardo Calafiori တဲ့တင်ပဲကျွန်တော်စလိုက်အောင်ဒီတဲ့တင်ထွက်နေတာတော့နှစ်ရက်လောက်ရှိပြီဒါပေမဲ့ဒီတဲ့တင်စိတ်ချရအောင်ဆိုပြီးကျွန်တော်စောင့်ကြည့်နေတာရယ်ဂျားထဲမှာ Premier League ပွဲတွေပြနေရတဲ့ဆိုတော့အခုမှဒီတဲ့တင်ကိုဖော်ပြပေးဖြစ်တာအဲ့ဒါကတော့ Italy Serie A Club AC Milan အသင်းက Arsenal ရဲ့ခန်းစစ်ကစားသမား Ricardo Calafiori ကိုခေါ်ဖို့အတွက် Euro 35သန်းလောက်လာမယ့်နေရာဒီမှာအသုံးပြုဖို့ရှိရဆိုပြီးတော့ Transpa New Light ကဖော်ပြထားတယ်သူတို့ဖော်ပြထားရရဆိုရင်တော့ဒီ Italy သားကို Italy မျိုးပြန်ခေါ်ဖို့အတွက် AC Milan တို့က Euro 35လမ်းအောင်သုံးသွားမယ်ပေါ့လေအဲ့ဆိုဘိုလောနာကထွက်လာတဲ့ဟိုကဒီစားမားကိုသူတို့ကတောက်လျှောက်ချိတ်ဆက်နေခဲ့တာကျွန်တော်ဘိုလောနာအသင်းစီကနေဒီစားမားကိုကျွန်တော်တော့ဝယ်တော့ကစပိန်မြေအသင်းတွေပါဝင်အီတလီကလပ်တွေတော်တော်များကစားမားဝိုင်းပြီးလူကြတယ်ဒါပေမဲ့ Calafiori ကအာဆင်နယ်ကိုပဲရွေးချယ်လိုက်ပြီးတော့အာဆင်နယ်တို့ကဒီစားမားကိုအင်္ဂလန်ပရီးမီးယားလိကိုခေါ်လာနိုင်ခဲ့တာအဲ့တော့သူ့အတွက်ကျွန်တော်တို့သုံးခဲ့တာက Euro 45တန်း အခု AC Milan လိုချင်တာက Euro 35တန်းဂျာတန်မှာ10တန်းกว่าဟာဒါပေမဲ့ Arsenal ရဲ့အကျင့်အတိုင်းပဲကစားသမားတက်ကိုရအောင်အချိန်ပေးဦးမှာလောလောဆယ်အားဖြင့်ဆိုတော့ Ricardo Calafiori က Arsenal ရဲ့ကြိုးရိုးကစားသမားတဦးဖြစ်တော့ရှိမနေဘူးဒဏ်ရာတွေကြောင့်ဒဏ်ရာရတာမရခဲ့ရင်ခက်စပိုင်းဆွမ်းဆောင်ရင်ပိုပြီးကောင်းလာခဲ့ရင်တော့အသင်းအတွက်ပိုပြီး efficient ဖြစ်တဲ့ full back ဂိုးသွင်းကောင်းတဲ့ကစားသမားတဦးဖြစ်လာအောင်မှာအခုတော့သူ့ရဲ့နေရာကိုဒဏ်ရာပြဿနာကြီးကြောင့် Luis Scaleri ကိုတနေရာပေးထားတဲ့နေထားပေါ့လေအဲ့တော့ ဒီကစားသမားအနေနဲ့မကြခင်မှာကြန့်ခိုင်မှုပိုင်းပြန်ပြီးပြေးလာပြီးတော့အသင်းနဲ့ပူးပေါင်းမှုတော့ရှိရဲ့ဒါပေမဲ့အာဆင်နိုရောက်လာပြီးတော့လက်ရှိအခြေအနေတော့ဒဏ်ရာပြဿနာနေထားရဆိုတော့တေချာတော့မကစားနိုင်သေးဘူးပေါ့လေအဲ့တော့လက်ရှိချိန်မှာအသက်22နှစ်ရှိပြီအီတလီသားက2029ခုနှစ်စာချုပ်သက်တမ်းရှိသေးတယ်။ကျောင်းကျန်ခဲ့တဲ့နေရာမှာ9နှစ် contract ချုပ်ထားခဲ့တာ။အဲ့တော့ဒီယာဒီမှာ26ဝက်ကစားတယ်၊၃ကိုသွင်းပြီးတော့နှလုံးဖိန်ထားတယ်။အားလုံးဒီကစားမနဲ့ပတ်သက်ပြီးမှတ်မှတ်ရရှိရတော့ Manchester City ဘက်ကိုကျွန်တော်တို့ ဒါဒီကစားမသွင်းသွားခဲ့တဲ့ကိုပေါ့လေမက်ရှလာပိုင်းအတွင်းကနိုင်ငံလက်ရွေးစင်အသွင်းမှာတွားရောက်ပူပေါင်းပြီးတော့ဒါအီတလီဂျာမနီပွဲစဉ်မှာသူသည်ဒူးတန်ရပြန်ပြီးရခဲ့တယ် ဲ့ဒူးတန်အကြောင်းပဲလက်ရှိချိန်ဒီနားနေရပြီးတော့ကြက်ခိုင်ရေးပုံစံမျိုးတွေပြန်ပြီးတော့ individual training တွေပြန်ဆင်းတာရှိတယ်ပါကနီးသလိုပါကနီးလိုလက်ရှိချိန်ကြီးတော့မပါနိုင်သေးဘူးပေါ့လေဒီကစားမလက်ရှိအာဆင်နဲ့ရောက်လာပြီးတဲ့က injury ကြီးမယ်ဆိုလို့ရှိရင်တော့ဒူးမှာ၃ချိန်တန်းရတယ်ခြေတလုံးမှာဒဏ်ရတစ်ချိန်ကြွက်သားဒဏ်ရတစ်ချိန်နဲ့စုစုပေါင်းဒဏ်ရ၅ချိန်ထိရထားတယ်။အဲဒီတော့ဒီကစားသမားအနေနဲ့အာဆင်နယ်အသင်းမှာဒီလိုပဲဒဏ်ရရင်းနဲ့ဆက်ပြီးရုန်းကန်နေရမယ်ဆိုရင်တော့လာမယ့်ຫນွေစည်းကွက်ဒါမှမဟုတ်နောက်ထပ် ဒါမဲ့စောင်းစည်းကွက်တွေနှွေစည်းကွက်တွေမှာတော့အာဆင်နယ်တို့ကပြန်ပြီးရောင်းစင်းတင်သွားနိုင်ရရှိတယ်။ဒါပေမဲ့အာဆင်နယ်ဖြစ်နေလို့ကိုရွေးချယ်လိုက်တဲ့ဆိုတဲ့အချက်ကြောင့်လည်းအာဆင်နယ်ကကစားသမောက်ငဲ့ညာပြီးတော့တော်တော်နဲ့တော့ပြန်ရောင်းချသွားဖို့မရှိဘူး။ပြီးတော့အာဆင်နယ် fan base တဲမှာလည်းဒီကစားသမောက်ကြိုက်တဲ့ပေးသက်တွေတော်တော်များရှိနေတာဖြစ်တဲ့အတွက်ဒီကစားသမောက်အာဆင်နယ်မှာပုံမှန်ပွဲထွက်ခွင့်တနေရာကို strong ဖြစ်ဖြစ်နဲ့ပြန်ပြီးစင်ခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်ကယုံကြည်ထားတယ်။တကယ်လို့ယုံကြည်ပေးရမှာပဲ။ ။ဘာလို့လဲဆိုတော့ကျွန်တော်ယူရိုပြိုင်ပွဲမှာတော့အီတလီအသင်းနဲ့စုတော်တော်လေးထွန်းတောက်လာခဲ့တော့ကပျော်ရင်ကြိုက်တဲ့နှင်းစင်ဟိုင်ဖြစ်နေရ။အာဆင်နယ်ဖြစ်နေလို့ကိုရွေးချယ်ပြီးကိုရီတင်းစုကိုလာခဲ့တာဖြစ်တဲ့အတွက်သူ့ကိုလည်းဒီအသင်းမှာအောင်မြင်စေချင်တယ်ပေါ့လေ။အဲဒိုင်ယာပြဿနာပိုင်းနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်ပရီးမီယာလိမှာဒီထက်ပိုပြီးအသားကျသွားရင်တော့ဘလို့ကစားရမလဲဆိုတာသိပါပြီ။ဒိုင်ယာလည်းရှောင်ဆော့တက်သွားပြီဆိုရင်တော့အနာဂတ်မှာကျွန်တော်တို့နေလူးဝစ်ကယ်လီကိုကွင်းလယ်ပိုင်းထည့်သုံးမယ်ဆိုရင်တော့ဘယ်ဘက်ချမ်းတနေရာမှာကာလာဖီယိုရီကိုအာဆင်နယ်တို့သုံးဖို့ရှိနေပါတယ်။ ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ relevo သတင်းဌာနဖော်ပြထားပါလို့လေဒါကတော့သူတို့ရဲ့သတင်းထောက်ဖြစ်တဲ့ rudra ဖော်ပြထားတာ relevo သတင်းဌာနဆိုတာကတော့ကျွန်တော်တို့စိတ်ချယုံကြည်လို့ရတဲ့သတင်းဌာနတွေတစ်ခု တောင်းတောင်းသတင်းဖြင့်ပြီးတော့တင်တဲ့ဖွဲ့စည်းတော့မဟုတ်ဘူးအဲ့အတွက်လည်းကျွန်တော်ဒီသတင်းကိုဖော်ပြပေးဖြစ်တာအရင်တော့အသိအတိုင်းပဲနမကြီးသတင်းအနမကြီးသတင်းမဟုတ်လို့ရှိရင်ကျွန်တော်တောင်းတောင်းသတင်းတွေထည့်ပြီးဖော်ပြလိမ့်မရှိဘူးဖော်ပြတဲ့ခါကျရင်လေကစားသမားရောက်လာနိုင်ကြရာခိုင်နှုန်းဘယ်လောက်ဆိုတာဖော်ပြလိမ့်ရှိရဲအဲ့တော့ဒီအားတော့ရိုဒရီဂိုနဲ့ပတ်သက်ပြီးဖော်ပြထားတာစပိန်လာလီဂါကလပ်ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စစ်ကစားသမားတိုက်စစ်တောင်းပန်မှာလည်းဆော့လို့ရရပါလေရိုဒရီဂိုကိုအာဆင်နယ်ကကြံခဲ့တဲ့သတင်းပတ်တီတုန်းကချိတ်ဆက်ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်မေးမြန်းဆက်သွယ်မှုပေါ့လေအဲ့ စ်စ်မှာပဲအများကြီးပြီးမြောက်သွားတဲ့အဆင့်တွေဘာညာတော့မရှိသေးဘူးပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်နယ်ကမေးမြန်းဆုံးဆမ်းမှုလုပ်ခဲ့လို့ကစားသမားလည်းຫນွေမှာအသင်းအနေထွက်ခွာဖို့အတွက်စဉ်းစားနေတယ်လောလောဆယ်တော့ Real Madrid ရဲ့နီးပြတဲ့ဇာဘီအလွန်ဆိုနဲ့သူတို့ဒါတွေ့ဆုံဆွေးနွေးပြီးတော့မှာပဲအနာဂတ်ကိုဆုံးဖြတ်သွားမယ်ဆိုပြီးတော့ Relabel ကဖော်ပြထားတယ်။ Real Madrid ကဒီသားမောက် Transfer Market တန်ကြီးနဲ့ထပ်တူပဲ Euro 300ဈေးကတ်ထားတယ်။ Arsenal ရောက်လာနိုင်ချေရှိလား။အဲ့ပိုင်းလေးကြုံဆွေးနွေးလိုက်ရအောင်။ ရိုဒရီဂိုဆိုတာကလက်ရှိချိန်ရီယယ်မက်ဒစ်ကဲ2019လောက်ထဲကဒါမြုံလင်းချက်ကြီးမမနဲ့ invest လုပ်ခဲ့တဲ့ player ရဲ့တယောက်အဲ့တော့သူစန်တိုအသင်းဆီကနေ euro 55တန်းနဲ့ရင်းနှီးမြှုပ်ဝင်ပြီးခေါ်ခဲ့တာအသက်အခုမှ24နှစ်ပြားလွန်ခဲ့တဲ့2019ဆိုလွန်ခဲ့တဲ့6နှစ်5နှစ်ပတ်ချလိုက်တော့ခေါ်ထားခဲ့တာဆိုတော့19နှစ်သားတွေက rio ရောက်တယ်လို့ပြောလို့ရတယ်ဒီအခြေအနေမှာဒီသားမှ rio မှာဘာကြောင့်မပြောလဲရှင်းတယ်အမ်ပါပေရှိတယ်ဗင်ဒီရှက်ရှိတယ်နောက်ပြီးတော့ အခြားတိုက်စစ်နေရာတောင်ပန်ဒီမှာဆုတ်လို့ရတဲ့ကစားသမားတွေရှိတယ်။ဒီအချိန်ရောက်ဒီကစားသမားကလောင်ရိပ်မိနေသလိုဖြစ်နေဗျာ။ရှေ့ကိုမရောက်ဘူး။အဲ့အတွက်လည်းအဲ့ဒီအတင်းမှာသူမပြောမရှင်ဖြစ်နေပြီးတော့ပုံမှန်ပွဲထွက်ခွင့်တနေရာသာပေးနိုင်တဲ့အသင်းကြီးတင်းဆိုသူပြောင်းဖို့စဉ်းစားနေတယ်။အဲ့အတွက်လည်းအာဆီနယ်ပါဝင်အသင်းတော်များဒီကစားသမားကိုချိတ်ဆက်ဆွေးနွေးမှုတွေလုပ်တယ်လိုချင်ကြတယ်။ဒါပေမဲ့ရောက်လာနိုင်ကြီးရာခိုင်နှုန်းဘာကြောင့်အရန်နေလဲဆိုတော့နံပါတ်၁ချက်ကစားသမားရဲ့တောင်းရွှေ့ကြီးယူဟိုတန်းတရား အဲ့ဒီပြောင်းရွှေ့ခြေထပ်ပို့ဆိုးတာကကစားသမားကိုကတ်ထားခဲ့တဲ့စာချုပ်ဖြတ်သိမ်းခြေ1ဘီလီယံ1ဘီလီယံဆိုတာဒီတန်းထထောင်ရှိရယ်ဒါ UO နဲ့ပဲကျွန်တော်တွက်ပေးထားတာအဲ့ဆိုတော့ဒီလို UO တန်းတရာပေးပြီးခေါ်နိုင်မယ်ဆိုလို့ရှိရင်တော့မှစာချုပ်ဖြတ်သိမ်းခြေ1ဘီလီယံကတ်ထားတဲ့ကစားသမားကို Real ရုကအပြိုင်ဆိုင်သင်းနေရှိလာလို့ရှိရင်တော့ဈေးတင်ပြီးရောက်ပါပဲတန်းတရာဆိုတော့သူတို့အောက်ထည့်ပဲပြောထားသေးတာ တကယ်ကြတော့ပြီးဆွေးနေရင် မရတော့ဘူးအာဆင်နယ်ရဲ့ဒီသောမဟုတ်စိတ်ဝင်စားဆိုပြီးအာဆင်နယ်ရဲ့ဘတ်ဂျက်ကလည်းတန်250နဲ့300ကြားပဲ300မှာကစားသမားတူရဲနဲ့ဘတ်ဂျက်ထောက်ဝက်တော့300သွားမယ်မထင်ဘူးအဲ့တော့ဒီလိုမျိုးကစားသမားတူကိုအာဆင်နယ်တို့စိတ်ဝင်စားတဲ့မင်းမြတ်နဲ့ဆိုတာကအေဂျင့်နဲ့ဆက်သွယ်တဲ့အစ်စ်ပဲရှိတယ်တကယ်ကကန်လန်နဲ့အစ်စ်တို့ရောက်မလို့တော့ကျွန်တော်ကမထင်ဘူးအဲ့တော့24ရက်နေ့ဘရာဇီးလ်သားတော့2028ခုနှစ်အထိရီယက်နဲ့စာချုပ်ရှိသေးတယ်2023တုန်းကချုပ်ခဲ့တဲ့စာချုပ်ပါအချက်လျက်ပါလေတပတ်ကိုယူ2300ရနေတယ်တစ်နှစ်ကို7.5တန်း ဒီရသည်49ပဲကန်ပြီးသွားပြီအဲ့ဒီမှာ73ကိုသွင်းပြီးတော့ကိုလုံးဖိုင်ထားတယ်တကယ်ကိုအလားလားရှိပြီးကောင်းတဲ့ကစားသမားပါပဲဒါပေမဲ့တည့်ရတိုင်းပဲ Real Madrid မှာကသူ့ထက်ငါလူစွမ်းကောင်းတွေရှိရဖြစ်တဲ့အတွက်တော်တော်ကစားသမားဝင်တိုးဖို့ကတော့မလွယ်ဘူးအာယူနဲ့ဒီစားသမားကိုကြိုက်တယ်ဆိုရင်တော့မှခေါ်ယူဖို့အတွက်ရာခိုင်နှုန်းအရန်နေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Declan Rice သတင်းရဲ့နီးပြမခေးအိုက်တာရဲ့ပြောစကားတချို့ရဲ့အဲ့နှစ်ခုကိုကျွန်တော်ပူတဲကြီးဖော်ပြသွားမယ်။ Declan Rice ကတော့သူ့ရဲ့ကစားသမားဘဝ professional တက်တန်းတလျှောက်မှာဒီယာတီယအကောင်းဆုံးပဲ twin go ဖန်တီးမှုစုစုပေါင်း78ကြိမ်တိလှုပ်ထားနိုင်ခဲ့တယ်။မနစ်က76ကြိမ်ဟိုးရှိတဲ့နှစ်က9ကြိမ်2001 2021 20ဘောလုံးရာသီတုန်းက9ကြိမ်2020 2021တုန်းက3ကြိမ်2019 2020တုန်းက4ကြိမ်2018 2019တုန်းက3ကြိမ်ဒီရာသီသည်သူ့အတွက်ဆိုရင်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံမှာသွင်းကိုဖန်တီးမှုအများဆုံး16ကြိမ်ထိလှုပ်ထားနိုင်ခဲ့တဲ့ယာတီပေါ့လေတကယ်ခြေစွမ်းအပြတ်ဆုံးယာတီလို့ပြောလို့ရတယ်။နောက်ယာတီမှာလည်းဒီထက်ပိုပြီးခြေစွမ်းပြနိုင်လိမ့်မယ်လို့ကျွန်တော်ကယုံကြည်ထားတယ်။နောက်တစ်ယောက်ကတော့အာတီတာအာတီတာကပွဲပြီးသွားတဲ့အချိန်မှာဗာပြောလဲဆိုတော့အခြားကစားသမားတွေအသုံးပြုဖို့အဆင်မပြေတာဖြစ်တဲ့အတွက်အဓိက player တွေကိုကျွန်တော်သုံးခဲ့ရတယ် အချို့တွေကတော့ကျွန်တော်တို့နဲ့ကံမဲ့ပြိုင်ဘက်အတင်း PSG ရဲ့ပြည်ရင်းပွဲမှာလူတွေအနာပေးပြီးတော့အရန်ကစားမိုက်နဲ့ကန်သွားတာပြောကြတယ်။ဒါပေမဲ့ PSG အတင်းကပြည်ရင်းမှာဖလားရပြီးတာဖြစ်တဲ့အတွက်သူတို့ကန်ကြီးလို့ကန်လို့ရတယ်။ဒါတော့ကျွန်တော်တို့ကတော့ Premier League မှာ Champion League အတွက်လှုပ်ရှားရှိသေးတာဖြစ်တဲ့အတွက်ပွဲတချို့ကန်ခဲ့ရတယ်။အချိန်လေးရရပါသေးတယ်။ကျွန်တော်တို့ကစားသမားတွေ PSG အတင်းနဲ့ပွဲစဉ်အမီဒါ အားရင်အပြည့်ပြန်ဖြစ်လာမှာပါဆိုပြီးတော့အကောင်းဆုံးပြန်ပြီးကစားနိုင်မှာပါဆိုပြီးတော့အိုင်တက်ကပွဲပြီးအနိုင်ကပြောသွားတယ်အခုတော့တည်ရမယ်ပွဲရလက်တစ်ခုခုဆိုးရွားသွားပြီမလဲကစားသမားတွေနီးပြတွေကတော့နောက်ပွဲအတွက်ပို့ပြီးအားခဲကြတာထုံးစံပဲမာတင်အိုဒီကက်ကအိုင်တာရောအသင်း ပလီယာတွေတော်တော်များတော့ PSG အသင်းနဲ့ပွဲစဉ်ပါရီကိုသွားပြီးတော့အကောင်းဆုံးရလဒ်တစ်ခုနဲ့ပြန်လာနိုင်ဖို့တော့ယုံကြည်စိတ်မြန်မာရဲ့တခုပဲဘလောက်ပဲကြွေးကြော်ထားကြွေးကြော်ထားအင်တာဗျူးမှာဘလောက်ပဲပြောထားပြောထား Queen Twin ခြေစံကတော့စိတ်ပြန့်လွှင့်လို့မရဘူးမင်းရဲ့ဆိုလဲဘုံမောက်ကိုကျွန်တော်တို့အနိုင်ကနေပြီးတော့အရှုံးပြဖြစ်သွားတာကပေါ့ဆသွားတာအဲ့တော့ဘောလုံးပွဲတစ်ပွဲပွဲကမိနစ်60ပဲဆိုရင်အဲ့ဒီ60လုံးကို focus ထားနိုင်မှာတော်ကကြပါမယ် ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှိုးဘောလုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆုံးတော့ Viber ဖုန်းနံပါတ်39 63996 363 2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနေပါတယ်ဘောလုံးပွဲကြီးလောင်းမဲ့ဆိုရင်တော့ဒီလိုအစီအစဉ်ကောင်းတွေကိုအမြဲတမ်းနောက်ပွဲနေ့ကျွန်တော်ပံ့ပိုးပေးနေတဲ့ရှိုးဘောလုံးမှာ live ကစားဖို့ကျွန်တော်ကအကြံပြုပါတယ် iBack ကိုဒီကို Sport Internet 9လုံးပစ်တူကိုကစားလို့ရနေပါပြီငွေပုံငွေရရှိမှဘောလုံးပွဲတွေကိုလောင်းပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ OPD ရဖော်ပြထားတဲ့ Tekken ဘောတွေကနေပြီးတော့ဂိုးပေးရတဲ့ရာခိုင်နှုန်းအများဆုံး9တင်းကိုပြလိုက်ရတဲ့အသေးနဲ့နော် တေကန်ဘောတွေဆိုတဲ့နေရာမှာဒေါင်ကန်ဘောတွေပါတယ် free kick တွေပါတယ် penalty တွေပါတယ်နောက်ပြီးတော့ဒိုင်းရချမှတ်ပေးတဲ့ဒီတချို့တေကန်ဘောတွေပါတယ်ပေါ့လေအဲ့တော့ဒီအချက်လက်တွေရဆိုရင်တော့ Arsenal ဒီဒီယာတီမာတေကန်ဘောတွေကနေအခွင့်အရေးအများဆုံးယူနိုင်တဲ့အသင်းဖြစ်နေတယ်လို့အခွင့်အရေးအများဆုံးပေးရတဲ့အသင်းလည်းဖြစ်နေတယ်ကိုကလည်းတေကန်ဘောတွေကနေဂိုးတွေရောက်နိုင်ခဲ့တယ်ဒါပေမဲ့တေကန်ဘောတွေကပဲဒီယာတီ Arsenal ကိုအဆင့်နှစ်အထိပြန်ပြီးဆွဲချထားတယ်ပြောလို့ရတယ်အခုအဆင့်နှစ်တောင်သိပ်မကျင်းသေးဘူးအဲ့တော့အဆင့်၅အသင်းဘုံပေါက် ဘုံမောက်ကတေကန်ဘောတန်ကိုဂိုးပေးခဲ့ရတာက26.800ခိုင်နှုန်းမန်ချက်စတာယူနိုက်တက်က28.800ခိုင်နှုန်းအဆင့်3မှာလက်ပါဘူးက27.100ခိုင်နှုန်းအဆင့်2မှာဝူဘာဟမ်တန်က30.800ခိုင်နှုန်းနဲ့အဆင့်1မှာကျွန်တော်တို့ရဲ့အာဆင်နယ်ကတော့38.800ခိုင်နှုန်းရှိတယ်အဲ့လိုဆိုတော့တေကန်ဘောဟီဆိုတဲ့အာဆင်နယ်ကဂိုးတွေရနိုင်တယ်လို့တေကန်ဘောဟီဆိုတဲ့ပြိုင်ဘက်ကလည်းအာဆင်နယ်ကိုဂိုးတွေသွင်းသွားနိုင်တယ်ဆိုပြီးတော့ OPTE ကဖော်ပြထားပါတယ်အစုံကြီးပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ